ချင်ပါရှင် KTFM နားတော်သားဆင်သူများနဲ့ Greening ပြည်သူပြည်သားများအားလုံးဘင်ကင်းလုံခြုံပြီးလို့အင်စနာတွေပြေဝကြပါစေရှင်ဒီနေ့ April 24ရက်စတာဒီနေ့ညပိုင်း KTFM မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးပါရမယ်ဒီနေ့အစီအစဉ်ကိုတော့ကျွန်မမောင်ညာမကတာဝန်ယူတင်ဆက်ပေးပါမယ်ရှင် ာနာဆင်ရမှာကတော့ PNLO ဌာနချုပ်ကိုစစ်ကောင်စီကလည်းနဲ့ကြီးနဲ့ပြစ်ခတ်တန်းခိုက်ခဲ့တာကြောင့်လူနေအိမ်တချို့ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။လေပြင်းတိုက်ခိုက်မှုကြောင့်ပုံချောင်းဆစ်ဆောင်စခန်းကတဲအိမ်15လုံးနဲ့ကိုထူကိုထစီပီခန်းပျက်စီးသွားခဲ့ကအရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။လွိုင်ကော်သီရိမင်္ဂလာစီတောင်စီမှာ အလုတ်သမားတူထလိုက်ပြီးတေဆုံသွားခဲ့တယ်လို့ဆိုပါတယ်။စားတဲ့တည်င်းတွေအပါဝင်ဒေသအတွင်းတည်င်းတွေနဲ့ အင်တာဗျူးကဏ္ဍကနေပြီးကရီနီလူမျိုးတွေရဲ့ရိုးရာဒလိတခုဖြစ်တဲ့တကုံတိုင်းပွဲတော်မှာဘာကြောင့်အမျိုးသမီးတွေကပြခွင့်မရှိတာလဲဆိုတာနဲ့ပတ်သက်ပြီးတွေးဆုံမေးမြန်းထားတာကိုလည်းနားဆင်ကြရမှာပါအဲ့ဒီနောက်မှာတော့စိုက်ပျိုးမြေရှိရင်မငတ်ဘူးလို့ပြောတဲ့ဆက်ဆောင်တောင်သူဒေါ်ဖဲများဆိုတဲ့စောင်းပါကိုလည်းနားဆင်ကြရမှာပါအခုအရင်ဆုံးတော့ကင်ဒရာဝတီထိုင်းမြေသတင်းတွေကိုပြောပြပေးပါမယ် ရှမ်းပြည်တောင်ပိုင်းမောက်မဲမြို့နယ်အတွင်းမှာရှိတဲ့ပအိုအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO PNLA ရဲ့ဌာနချုပ်ကိုစစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူ့ဆက် PNO တို့ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဌာနချုပ်အနီအနာကလူထုတွေရဲ့နေအိမ်တချို့ထိခိုက်ပျက်စီးသွားတယ်လို့ပအိုအမျိုးသားလူမျိုးရေးတပ်မတော် PNLA ရဲ့ပြောရင်းဆိုခွင့်ရှိသူခွန်ရင်းရကကန်ဒရာဝတီ time ကိုပြောပါရစေ။ ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မနက်၈နာရီကနေ17နာရီအထိပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလူထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ကျွန်တော်တို့တနချုပ်ဧရိယာမှာရှိတဲ့ကြေးရွာတွေ၊နောင်ခေါကြေးရွာတွေကိုအဲခြေစတင်မမတွေပြီးတော့ဟောင်ဝီစာနည်းနည်းကြီးတွေတုံးပြီးတော့မှဟိုပြစ်ခတ်တိုက်ခိုက်တယ်အနည်းဆုံး10ကြိမ်ပေါ့လေပေါက်ကွဲတာလည်းရှိတယ်မှာပေါက်ကွဲတာလည်းရှိတယ်ပြီးသူလူတို့ရဲ့အိမ်တချို့ထိခိုက်တယ်လူထိခိုက်မှုတော့မရှိပါဘူး ငလင်းကူညီကဲဆက်ရေးလှုပ်ဆောင်ဖို့အတွက်စစ်ကောင်စီဟာဧပြီလ၂ရက်နေ့ကနေစပြီးဧပြီလ၂၂ရက်နေ့အထိအပြစ်ခတ်ရက်စဲကြောင်းကိုကြေညာထားတာပါဒါအပြင်အပြစ်ခတ်ရက်စဲရေးကာလကိုလည်းဧပြီလကုန်အထိထပ်မံတက်တန်းသူကြေညာထားပြီးမဲ့လက်ရှိမှာတော့ပြစ်ခတ်တန်းခတ်မှုတွေကိုလှုပ်ဆောင်နေဆဲဖြစ်တယ်လို့မနေ့ကဧပြီလ၂၃ရက်နေ့မှာ PNLA ကထုတ်ပြန်ပါတယ် ဒါအပြင်ပို့အိုဒေတာအတွင်းမှာပြည်သူတွေရင်ဆိုင်နေရတဲ့တဘဝဘေးအတည်းမြင်းကလေးလောက်ပြီးနောက်ပိုင်းမှာလဲတော်လရင်တပ်ဖွဲ့ဖက်ကအပြစ်ခတ်ရက်စဲထားပေမဲ့စစ်ကောင်စီဟာမကြာခဏတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေစေဖြစ်တယ်လို့ခရင်းရက်ကအခုလိုပဲပြောဆိုထားပါတယ်မင်းလင်းလိုဘီနောပိုင်းမှာပြန်လဲထူထောင်ရေးတွေတချို့ပိုးဒေတာမှာလဲအာလူတီဆုံးတာတွေအင်ပြိုတာတွေလက်ရှိတော့အာကျွန်တော်တို့လဲ ဒီစီးပေါ့ဆောင်မှုတွေစီးပင်စုမှုတွေဟိုမလုပ်ပဲနဲ့အဲဒီပီတူတူထူရဲ့ဒုက္ခတွေကိုစာနာတဲ့အနေနဲ့ဟိုအပိအပိရထားတဲ့မျိုးတွေရှိပါလေဒီကကဟိုထိုးစစ်တွေမလုပ်ကြဘူးပေါ့လေအဲဒါမဲ့စစ်ကောင်စီလည်းအဲ့လိုမျိုးကြီးညာထားတဲ့အထဲမှာကိုပဲဟိုကျွန်တော်တို့ကိုတိုက်ခိုက်လာတာတော့ရှိတယ်ပေါ့နော် အလောင်းသူ PNLO ဌာနချုပ်ကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ကလည်းစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူထုကိုဝန်ဆောင်မှုပေးနေတဲ့စေခံပြက်စီခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒီမိုးဆူမြို့နယ်ထဲကပွန်ချောင်းစစ်ရှောင်းစခန်းအမှတ်ခွန်မှာပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ညနေ4နာရီအချိန်မှာ မိုးတဲထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခိုက်မှုကြောင့်ဆစ်ရှောင်းနေအိမ်ဆက်၅လုံးနဲ့ကိုထူကိုထစီပီခန်းတလုံးရဲ့အမှုအကာတွေပြက်စီးသွားတယ်လို့ဆစ်ရှောင်းကုညီတူတူကပြောပါရယ်လက်ရှိမှာတော့စစ်ဘေးရှောင်းတွေရဲ့တဲအိမ်တွေနဲ့ဆေးခန်းကိုပြည်လဲပြင်းစင်ဖို့အတွက်အရေးပေါ်အကူအညီတွေလိုအပ်နေတာပါအဲ့ဒီဆစ်ဆောင်စကန်အမတ်ခွန်မာတော့ HP ပေါင်း164အင်းရှိပြီးလူဦးရေ စုစုပေါင်း600ကျော်နေထိုင်ပါတယ် အလောင်းသူပြီးခဲ့တဲ့ဧပြီလတတိယအပတ်မှာလဲဖရူဆိုမြို့နယ်ထဲကဆိုသေးဆက်ဆောင်စခန်းမှာလေပြင်းတိုက်ခတ်မှုကြောင့်ဆက်ဆောင်ဆေးပေးခန်းနဲ့တဲအိမ်တချို့ရဲ့အမိုးအကာတွေပြက်စီးခဲ့ရပါတယ်။မနေ့ကဧပြီလ23ရက်နေ့ညနေပိုင်းမှာလွိုင်ကော်မြို့အတွင်းကတိရိမင်္ဂလာဆေးတောင်ဆေးမှာအလုလုနေတဲ့ဝရိအလုတမားတူတက်လိုက်ပြီးတေဆုံသွားတယ်လို့သိရပါတယ်။ အဲ့ဒီတည်ဆုံသွားတဲ့အမျိုးသားဟာအလုပ်လုပ်နေစမှာအသုံးပြုရမယ့်အကအကွယ်ဖြစ်စီတွေမပါဘဲနဲ့အလုပ်လုပ်နေစမှာ deadline တည်ဆုံတာဖြစ်နိုင်တယ်လို့ဈေးအတွင်မှာဆောင်းလုံးရေလောက်ကိုင်းနေတူတူဦးကသူ့ရဲ့ထင်မြင်ချက်ကိုပြောပြပါဗျ။ပြီးခဲ့တဲ့2023ခုနှစ်တစ်လေလုံးစစ်စေးရဲ့အတွင်းဒီဇင်ဘာလ10ရက်နေ့မှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မီးလောင်ပျက်စီးသွားတဲ့ လွိုက်ကောသီရိမင်္ဂလာတောင်စီကိုစစ်ကောင်စီကအသက်ပြလဲဆောက်လုပ်နေတာပါဒါအပြင်ရှစ်ရက်တွေမှာလဲဈေးအဆောက်အဦဆောက်လုပ်နေတဲ့အလုတ်သမားနှူငန်းစင်ပေါ်ကပြုတ်ကျတဲ့ဖြစ်စဉ်လဲရှိခဲ့တယ်လို့သိရပါတယ်ဒေသခံတချို့ရဲ့ပြောကြားချက်အရသီရိမင်္ဂလာဈေးကိုမနေ့ဖြန်ဧပြီလ25ရက်နေ့မှာဖွက်လက်သွားမယ်လို့သိရပါတယ် ကနေယောက်ဒီထိုင်းသတင်းဌာနကနေထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်းပါးတွေဗီဒီယိုအစီအစဉ်တွေနဲ့ FM ရေဒီယိုအစီအစဉ်တွေကိုပရိသတ်တွေအနေနဲ့တစုတစည်းတဲ့ကြည့်ရှုချင်တဲ့ဆိုရင် www.kanaraudithai.org website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုမယ်ဆိုရင်တော့ www.kitnews.org website မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်ဒါရီပြင်ကနောက်ဒီထိုင်းရဲ့လူမှုကွန်ရက်စာမျက်နှာ YouTube နဲ့ Instagram တွေမှာလည်း သတင်းဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။အပတ်စဉ်ကြာတာပြင်းနေမှာတင်ဆက်ပေးနေတဲ့တွဲဆုံမင်းမြင့်ချစ်အစီအစဉ်ကနေပြီး KTF ပရိသတ်တွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်မှာတော့ greeny လူမျိုးတွေရဲ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့တကူတိုင်းပွဲတော်မှာဘာကြောင့်အမျိုးသမီးတွေ ကပြခွင့်မရှိတာလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါကရီနီလူမျိုးတွေရဲ့အထင်ကရပွဲတော်တွေမှာတကူတိုင်းပွဲတော်ဟာလည်းအပါအဝင်ပါတကူတိုင်းပွဲတော်ကိုကြားလူမျိုးတွေကတရားဤလူ ကထိုးဘိုးလို့ခေါ်ဆိုကြတယ်လို့ကရင်လူမျိုးတွေကတော့ကန်ခွရင်းတလဲလူမျိုးတွေကတော့ကာကျူးလို့ခေါ်ကြပါတယ်ဒီလိုကိုယ်တိုင်ပွဲတော်တွေမှာရိုးရာရစက်တွေနဲ့ရွေပူစော်တာရိုးရာပုံမှောင်တီးခတ်ပြီးကောက်ခုံတာတွေပြုလုပ်ကြပါတယ်ဒီလိုပြုလုပ်တဲ့နေရာမှာအမျိုးသားတွေကသာတွေ့ရလေးရှိပါတယ်အမျိုးသမီးတွေကတော့တကိုယ်တိုင်ဝင်အတွင်းဝေရောက်တာနဲ့ကောက်ခုံတာတွေတွေ့လိမ့်မရှိပါဘူးဘာကြောင့်အမျိုးသမီးတွေကို တကိုယ်တိုင်ဝင်တွေလာရောက်ခွင့်မပြုကြတာလေ။ဘာကြောင့်ကောက်ခုံခွင့်မပြုတယ်လဲဆိုတာကိုဧပြီလ16ရက်နေ့ကကျင်းပတဲ့ရင်းပေါ်လူမျိုးစုတွေရဲ့တကိုယ်တိုင်ပွဲတော်မှာပွဲလာသူတွေကိုအခုလို တွေ့ဆုံမေးမြန်းထားပါတယ်။ အရင်ဆုံးအနေနဲ့ရေးပေါ်လူငယ်အမျိုးသမီးမူနာခန်းထွေးရဲ့အမည်ကိုကြားကြရမှာပါအရင်တော့တိထားတော့ပူပွားပြီးပင်ခေကပဲတမတ်ထားပါတော့အမျိုးသမီးလုံးဝဝင်ခွင့်မရဘူးဆိုတော့တမတ်ထားပြီးသားတော့တခါကြဖူးတာကတော့အဲ့ဒီပံပဲမှလာမသိဘူးလက်ထမှလာမသိဘူးအမျိုးသမီးတယောက်ဝင်ကားတယ်ဝင်ကားတော့မိုးကြိုးပြီးခံရပြောတော့သူတည်သွားအဲ့ဒါတော့အဲ့ဒီနောက်အဲ့ဒီဖြစ်ပြနောက်ပိုင်းတည်းများပို့ပြီးတော့အမျိုးသမီးကို ဝင်ခွင်မပြီးတော့ပြရမလားတခေါဝင်သေးပြောဒီတိုင်းကြားသွားပါနော်ဒီတိုင်းကြားဆိုတမညာပြောပြရတော့နော်အဲသူတို့ဝင်လိုက်တော့အဘယ်ပြောမလဲမူချူပြည့်ပြီးတော့တည်သွားအမျိုးပေါ့နော်နောက်ဆုံးသွားနော်အဲအစကလေးကလည်းတမညာဝင်ခွင်ပြီးတော့နော်သူဝင်ကြည့်တော့မူချူပြည့်ပြီးဆုံးသွားပါနော်နောက်ကျတော့လည်းအမျိုးတမီလည်းဝင်လို့မရတော့ပြီးတော့အမျိုးကြားထားပါနော် ဆက်လက်ထင်ထင်ဖို့ရှိပါတယ်အဲတနည်းတစ်တင်အများရန်ပြုတ်လွတ်နေတာမို့လို့ဆက်လက်ထင်ထင်ဖို့လည်းရှိပါတယ်ဘူးစားစင်မှုတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်လှုပ်ဆောင်သွားဖို့ရှိတယ်ပြီးတော့အဲရှေ့လုံငန်းစင်လည်းဒီထက်တိုးတက်အောင်လုပ်ဖို့လည်းစဉ်းစားထားတယ်ပြီးတော့သူများနောက်လည်းမီအောင်သူများရှေ့လည်းမီအောင်ပြီးတော့ခင်းနဲ့လည်းအငီပြောက်အကုန်လုံးအဲလှုပ်ဆောင်သွားမှာပေါ့ ောက်ထပ်ရေးပေါ်လူမျိုးစုဩကထရဲ့အမျိုးသမီးတွေပါဝင်ကပြခွင့်မရတဲ့အကြောင်းကိုအခုလိုပြောဆိုထားပါတယ်။ဟုတ်ကဲ့အတားတော့အများပြည်တော့ရေးရွက်စင်လာအတိုင်းကျွန်တော်တို့အဲကျင့်သုံးနေတယ်လို့ပြောရမှာပဲလို့ဆိုလို့ရှိရင်ကျွန်တော်ပူပွားပြီးပြီအစင်စင်ကတည်းကဆိုလို့ရှိရင်ကျွန်တော်တို့တက္ကနာဝိုင်းတမဆိုအမျိုးသမီးအဲပါဝင်ကပန်ခွင့်တာတော့တကားမှမရှိတဲ့အတွက်ကြောင့်ဒီချဲတော့ကျွန်တော်တို့ ပူပွားပြည်ပြည်ရဲ့ဆုဆုံးမတဲ့စကားတခုနေနဲ့ကျွန်တော်မှတ်ယူပါတယ်ကျွန်တော်တို့လူငယ်တော်မှာကြားချင်တဲ့ကဒီကျွန်တော်တို့ရိုးရအတင်းတင်းရေးပေါ်တော့ကျွန်တော်ရိုးရတကုန်တိုင်းပွဲကိုကျွန်တော်တို့ကဘာတူကဘာတာအတွက်ကျွန်တော်တို့ဒီရွေးပြီးတော့မှကျွန်တော်တို့လူငယ်တွေအခုနောက်ကျနောက်တက်လာတဲ့လူငယ်တွေကဒါဒါဒီကိုပတ်ပြောင်းအောင်ဆိုပြီးတော့မှဆက်လက်ပြီးတော့မှကျွန်တော်အထင်းထင်းချင်ချင်နဲ့ကျွန်တော်တို့

ရေးပေါ်လူငယ်အမျိုးသမီးမှချွချူထွေးကလည်းအခုလိုပြောထားပါဗျ။ပူပွားရရင်ကတည်းကခြေလာရဟာဆိုတော့ညီမတို့ဝင်လို့များရန်နေတိထားပေါ့။ဟိုတက်ကူမက်ကလေးတွေတခေါ်တယ်ဝိုင်းတယ်ဝင်လို့များမက်ကလေးတွေအတမ်းနာဖြစ်နေတာတွေအဲ့ဒါတွေဖြစ်နေတာပဲ။ ေးပေါ်လူမျိုးစုတွေရဲ့ဒုဥက္ကဋ္ဌခွန်ကိုရီကတော့သူ့ရဲ့အတွေ့အကြုံကိုအခုလိုပြောပြထားပါဗျ။ဟုတ်ကဲ့ကျွန်တော်သိထားသလောက်တော့ကျွန်တော်တို့တခုနဲ့ဆိုတာဟိုဘူပါစင်ဆက်ကလေးကလူမျိုးထင်တယ်ပြမအတဏိတကြီးစက်တခုခွဲလာကြရဲဆိုတော့ကျွန်တော်တို့လည်းလူငယ်တွေအနေနဲ့ကျွန်တော်တို့လည်းလာမြင်နိုင်သလောက်တော့အာလူကြီးတွေစီမှာပြောပြချက်ရတော့တခုနိုင်ဂွေးမှာဘာလို့မိန်းကလေးတွေအမျိုးသမီးတွေအဝေရောက်ခွင့်မရှိရလဲဆိုတော့အာ ကျွန်တော်တို့ကျွန်တော်တို့လည်းအာကိုလုံးတော့ဟိုမတိဘူးပေါ့နော်အာကျွန်တော်တို့လေ့လာနေတဲ့လောက်ဈာရတဲ့လောက်တော့အဲ့ဒီမျိုးသမီးဝင်ကလို့ရှိရဲ့အဲ့ဒီမျိုးသမီးကအာမျိုးသားတွေနဲ့မတူဘူးပေါ့နော်အဲ့ဒီမျိုးမျိုးသမီးတွေမှာအာအတမတာလာတဲ့မျိုးရှိလို့အဲ့လိုမျိုးတွေဒီမြင့်မြတဲ့ခုနရဲ့ဝင်းထမှာမဝင်တင်တာမျိုးတွေအမျိုးတွေရှိလို့ပဲအာကျွန်တော်အဲ့ဒါအဲ့ဒါပဲပြောချင်တော့ဘူးနော် တကူတိုင်းပွဲတော်မှာအမျိုးသမီးတွေပါဝင်ကပြတ်ခွင့်မရတဲ့အကြောင်းကိုငံယူရေးပေါ်လူမျိုးစုရဲ့ အမျိုးသမီးအဖွဲ့နာယကဒေါက်အဲလစ်ဘက်ကလည်းအခုလိုပြောဆိုသွားပါတယ်။ဒါအမျိုးသမီးကပါဝင်မှုမရှိတာဆိုတဲ့ချက်လောက်ကျွန်မကမေးမိလိုက်တော့ဘာဖြစ်လို့မရှိတာလဲဆိုတာအမျိုးသားတို့ဘောဘွားတွေခေကလည်းဟိုဘောဘွားခေကစင်လာတိုင်းမရှိလို့ဆိုတော့ကျွန်မတို့ကအမျိုးသမီးကပါဝင်မှုခွင့်မရှိတာနောက်တစ်ခုကသူတို့ဘာပြောလဲဆိုရင်ဒါကျွန်မတို့အဲ့အဲ့မှာလည်းရတီလာတော့ဘာလို့ဆိုဝင်ခွင့်လည်းမရှိဘူးဆိုပြီးတော့ကျွန်မတို့လည်းပါဝင်မှုလည်းနေသွားတယ်ပေါ့အဲ့တော့ပါဝင်ခွင့်မရဘူးပေါ့

ူဘဘီဘင်ဂရက်ကမင်းမီဘပလုမကတလဲဆိုတာမျိုးမြစ်ချလာတော့ဟိုရခဲခဲကရှေးခဲတော့ဘနတို့မင်းမီဒီကောနကာမကာမကပါတယ်ကရယ်ဒါပေမဲ့သူကဘလုခမလာဒီသူရမင်းမီဆိုဘာကွာတယ်ဓမ္မတာရှိတယ်ဘနဓမ္မတာလာတယ်ရှိတယ်လှစင်ဓမ္မတာလာတယ်ရှိတယ်သူရချမ်းမရရဒီပေါ်မှာကဟိုဓမ္မတာလာရင်တကောနကရယ်ဆိုဆိုတဲ့နေသားမျိုးလဲပါတာဘနအဲ့တော့ငါဆုံးတော့ရွာမှာအဖြစ်အပျက်နေတဲ့ ်ခုခုကြုံနေရတယ်ဆိုတဲ့အကြောင်းပေါ့ဒီယောဂဗျာကြီးဆက်ဖြစ်ပေါ့နော်တတိယဆန်ဒီတေချီစတဲ့ဟာတွေအကုန်လုံးပေါ့ဒါဇတိယတလောက်ချိုးတော့ဒီခုနေနဲ့ခိုက်တယ်ပေါ့နော်နော်အဲ့တော့သူပြပြချက်ရကတော့ဒါပေမဲ့ဒီဒီပုံမှာဒီအမျိုးသမီးတွေကအခုလည်းကလို့မရဘူးကလို့ရပါတယ်တွတ်တညာလည်းပဲဒီအမျိုးသမီးတွေကတချို့တော့အမျိုးသမီးတွေကပေါ့နော်ဓမ္မတာလည်းတဲ့ဓမ္မတာမလာဘဲသွားလို့ရပါလေဆိုတဲ့ဟာလင်ညာပြဝင်လာနိုင်တဲ့အနေထားတည်ယုံရတာမဟုတ်ဘူးပေါ့နော် မြန်မာပြည်ကလည်းသူဆိုတော့ကာရှင်လို့လာရှင်လို့ဆိုတဲ့ပုံစံမျိုးမဖြစ်ရလေအောင်ဆိုတော့လုံးဝမကခိုင်းတဲ့ပုံကောင်းမယ်ဆိုတော့စီကန်တမချက်ကူဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်တွဲဆောင်မင်းမြတ်ချစ်အစီအစီကနေပြီးဂရီနီလူမျိုးတွေရဲ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ဒီကိုယ်တိုင်ပွဲတော်မှာ ဘာကြောင့်အမျိုးသမီးတွေကပြခွင့်မရှိတာလဲဆိုတဲ့အကြောင်းကိုတွေ့ဆုံမေးမြန်းပေးသွားတာပဲဖြစ်ပါတယ်။နောက်တစ်ပတ်ဒီလိုအချိန်မှာဘလို့အကြောင်းအရာတွေနဲ့တင်ဆက်ပေးသွားအောင်လဲဆိုတာ KTF ပြည်သက်တွေအားလုံးစောင့်မျှော်နားဆင်ပေးကြပါဦးရှင်။ TFM ရဲ့ဆောင်းပန်းကဏ္ဍကနေပြီးဒီနေ့မှာတော့စိုက်ပြိုးစရာမြင်ရှိရင်မငက်ဘူးလို့ပြောတဲ့ဆက်ဆောင်တောင်သူဒေါ်ဖဲများဆိုတဲ့အကြောင်းကိုနားဆင်ကြရမှာပါဒီအကြောင်းရကိုတော့ Candrawati Time တင်အက်ဒီတာ Blessing ကစုစည်းပေးပို့ထားပြီးကျွန်မကနေပြလဲတင်ဆက်ပေးပါမယ် တောင်ရခင်းတွေထဲတက်ကဲမိုးလေးတွေနဲ့ဆောင်းလုပ်ထားတဲ့တဲအိမ်ငယ်တွေဟိုတစုဒီတစုနဲ့ပြက်ကျဲနေတဲ့တဲအိမ်စုတွေစီကို စာရီးသူကလမ်းကြည့်နေချိန်မှာ အသက်40အရွယ်အသားညူညူအရက်ငါးပေသုံးလက်မှရှိတဲ့အမျိုးသမီးတူတဲအပြင်ဖက်ကိုထွက်လာပါတယ်။စာရီးသူကို မြင်တော့အပြုံးချွချိုလေးနဲ့လမ်းပြုံးပြနေတဲ့အဲ့ဒီအမျိုးသမီးကိုမင်္ဂလာပါလို့နှုတ်ဆက်ရင်းသူမှရှိတဲ့နေရာကို ကင်မရာနဲ့ tripod ကိုင်ထားတဲ့စာရေးသူက ခြေလန်းခတ်တွတ်တွဲနဲ့တွားလိုက်ပါတယ်။သူမကတော့ light ကောမြို့နယ် dog lo khu ခြေရွာကနေစစ်ပေးတင်ရှောင်းလာတဲ့တော်ဖဲမြဖြစ်တယ်လို့စကားစမီပြောရင်းနဲ့သိလိုက်ရပါတယ်။တော်ဖဲမြမှာတော့မိသားစုဝင်9ဦးရှိပြီးခင်ပွန်းနဲ့သားသမီး3ဦးရှိပါတယ်။ အသက်16နှစ်အရွယ်သားကြီးကတော့မိဘတွေကိုအိတ်အလုတ်ကူလောက်ပေးနေပြီးကျန်တဲ့ဦးကတော့ grade 8နဲ့ grade 4မှာပညာသင်ယူနေတယ်လို့သိရပါတယ်။ Greeny Data ဟာတောင်ယာစိုက်ပျိုးရေးကိုအထူးကလောက်ကိုင်းကြတဲ့ data တစ်ခုဖြစ်ပါတယ်။ဒေါ်ဖဲမြတို့လည်းတောင်ယာလုပ်ငန်းတစ်ခုထဲကသာလောက်ကိုင်းကြတဲ့သူတွေပါ။ဒါပေမဲ့လည်းစစ်ပေးသိမ်းရှောင်နေရတဲ့အတွက်ဒေါ်ဖဲမြတို့မိသားစုပိုင်းဆိုင်တဲ့တောင်ယာခင်ဟာလောက်ကိုင်းစားတော့လို့မရတော့တဲ့အခြေအနေပါ။ ၃နှစ်၄နှစ်လောက်ပြေရပြီပေါ့လို့ဒေါ်ဖဲမြကပြောပါတယ်ဆစ်ဆောင်တဲ့ကာလက၄နှစ်ဆိုပေမဲ့နေရာမတူဘဲနဲ့ထက်ဆက်ထက်ဆက်ဆစ်ဆောင်ရတာပါသူမအရင်ကနေထိုင်ခဲ့တဲ့ဒေါ်ကလိုခုကျေးရွာဟာလွိုင်းကိုရှာတော်သွားတဲ့လမ်းမကြီးပေါ်မှာရှိနေပြီးတောင်ချီအောက်မှာရှိတာကြောင့်တော်လန်ကြီးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားတတ်တယ်လို့သူမကပြောပါတယ် တိုက်ပွဲဖြစ်ပွားတဲ့ချိန်မှာတောင်ယာခင်းထဲနဲ့တခြားကျေးရွာတွေမှာတွားရောက်တိမ်းရှောင်လေးရှိပါတယ်။မိုးရသည့်စပါးစိုက်ပြူချိန်ရောက်တိုင်းလုံချုံကြီးအတရေကြားထက်ကတောင်ယာလုပ်ငန်းပြလုတ်ကိုင်းတာရှိခဲ့ပေမဲ့တိုက်ပွဲဖြစ်ပွားရင်တော့တဖန်ပြလဲတိမ်းရှောင်ကြတယ်လို့ပြောပါတယ်။တော်ဖဲမြကသူမတို့ကြုံတွေ့ခဲ့ရတဲ့အခြေအနေကိုအခုလိုပဲပြန်ပြောင်းပြောပြပါဗျ။စပါးပြဆက်ရတာနဲ့ရိတ်သိမ့်မပြီးသေးဘူးနော်အခုပြီးတဲ့နေ့ရလဲ ရေတိတ်ပီပီချစ်သူများမပြီးသေးဘူးเนาะကျမတို့ဟာတော့နည်းနည်းတော့ပြီးပြီတကွက်သေးပဲဆိုက်ရဆိုတာညီပေတော့ကြံခဲတော့ဗောညီထဲမှာမနှောက်ရောက်ဗောအဲ့တော့ခါကြတော့ဒီဖက်ပြက်ပြေးလာတာအဲ့လိုမျိုးဖြစ်နေတာဒါကြောင့်အဲကြီးစတိုက်ပွဲကြဝဲလေပြင်းနေတွင်းကတိုက်ပွဲတွေကြောင့်တနေရာပြီးတနေရာထွက်ပြေးရင်းနဲ့စီဆိုင်မြို့နယ်မှာလည်းတနစ်ကြောကြဆစ်ပြီးတင်းရှောင်ခဲ့ရပါသေးတယ်အခုတော့လွိုင်ကုံမြို့နယ်ထဲကခိုးလီဆူဆစ်ရှောင်းစခန်းအမှတ်နှစ်မှာနေထိုင်နေပါတယ် နေထိုင်လာရင်းနဲ့ဒိသခန်တွေရဲ့တောင်ယာတွေမှာတရက်ကိုလှုပ်အားခ12000ကျက်နဲ့နှိစားလိုက်ပြီးမိသားစုဝမ်းရည်ကိုဖြည့်ရှင်းနေပါတယ်တောင်ယာလုပ်ငန်းကိုမိယိုဖလာလောက်ကိုင်းလာတဲ့ဒေါ်ဖဲမြအဖိုကတော့နှိစားလိုက်တာဟာတာမန်အလုပ်တစ်ခုလိုပါပဲဒါပေမဲ့ကိုပိုင်းနဲ့တောင်ယာမဟုတ်တလို့ရေရှည်လောက်ကိုင်းစားတောင်းနိုင်ဖို့အတွက်လဲတောင်ယာလုပ်ငန်းကိုလောက်ကိုင်းလိုတာကြောင့်ဒေသခံတွေရဲ့တောင်ယာစိုက်ခင်အလုပ်တွေမှာ ငားရန်စိုက်ပြို့ဖို့လှုပ်ဆောင်ပါတော့တယ်။ဆက်ဆောင်စခန်းတွေမှာအလူရှင်အဖွဲ့အစည်းတွေရဲ့လာရောက်ထောက်ပံ့ပေးမှုက ရေရှည်မဟုတ်တာကြောင့်ဘယ်နေရာပဲရောက်ရောက်ဝမ်းရည်အတွက်စိုက်ပြို့မြေလောက်ကိုင်းလို့ရတဲ့နေရာကိုတော်ဖဲမြတို့ကရှာဖွေစိုက်ပြို့လေးရှိပါတယ်။အခုတော့ဆက်ဆောင်စခန်းမှာနေထိုင်ရင်းနဲ့ရွာခံတချို့ရဲ့တောင်ယာမြေကိုငားရန်လောက်ကိုင်းနေပါတယ်။ဆက်ဆောင်ကာလအတွင်းအလူရှင်အဖွဲ့စီတွေကလူဒန်းနဲ့ဆန်ကို 3ချိန်ရဖူတယ်လို့ပြောပါရယ်ရရှိတဲ့ဆံပမာဏကမိသားစုအတွက်မလုံလောက်ပေမယ့်စစ်ဘေးရှောင်အိမ်ရှိမတွေအတွက်ကတော့မိဖို့ချောင်အသုံးစရိတ်ကိုတတ်တာစီပါရယ်ဒါပေမဲ့လည်းတောင်ယာလုပ်ငန်းကသာမိသားစုစားဝတ်နေရေးအတွက်အဓိကအလောက်ကိုင်းတစ်ခုဖြစ်လာတယ်လို့ပြောပါရယ်ပြီးခဲ့တဲ့နှစ်မှာတောင်ယာစိုက်ပျိုးခွေရခဲ့တဲ့ဒေါ်ဖဲမြတို့မိသားစုဟာစပါအိတ်20ကိုရရှိခဲ့ပါရယ် စပားပင်မတန်တာကြောင့်အထွက်နှုံနေတယ်လို့ပိုးကြတဲ့အတွက်ရလာတဲ့စပားတွေကိုဆန်ဖို့တဲ့အခါမှလည်းမလှဘူးလို့ပြောပါတယ်။ဒီအထွက်နှုံကမိသားစုရဲ့တနစ်စာကိုမဖူလုံပေမဲ့လည်းချွေတာစားတော့နေရတယ်လို့ဒေါ်ဖဲမြကပြောပါတယ်။စပားမရောက်လေပိုးတွေကြားခါကြတော့ထောင်းစားတာနေရဲနေပဲဟုတ်မလား။သာကောက်ကောက်မကောက်ကောက်ထမင်းဖြည့်ပြီးရောဆိုပြီးမှလေအမှထောင်းစားနေတဲ့တိတ်စားလို့ရှိရင်မလောက်ဘူးလေရှင်မ ဒေါ်ဖဲမြတို့ဆက်ဆောင်နေတဲ့ဒေသဖက်မှာတော့ရွာခန့်တွေဟာပြောင်းကိုဇာဝနေရေးအတွက်အဓိကထားစိုက်ပျိုးကြတာပါဒါအပြင်စပါနန်းနဲ့မြေပဲကိုအနှဲငယ်သာစိုက်ပျိုးကြပါတယ်ပြောင်းရိုက်တဲ့ကာလကိုရောက်ရင်တော့ပွဲစားရိစီမာရောက်ချပြီးတဖန်ဆန်ကိုပြန်ဝယ်စားကြတာပါနန်းနဲ့မြေပဲစိုက်ပျိုးတဲ့သူတွေကတော့ ရောင်းရင်ရောင်းမရောင်းရင်လည်းစားစီအဖြစ်ကြိတ်ထားကြပါတယ် ဒေါ်ဖဲမြကတော့မိသားစုစားဖို့အတွက်စပားကိုသာအဓိကထားစိုက်ပျိုးပါတယ်။တောင်ယာလုပ်ငန်းကိုလုပ်ကိုင်းကြတဲ့သူတွေဟာမိုးမကြမီဧပြီလမှာတောင်ယာမီးရှို့တာတောင်ယာခြံတွင်ကိုခုတ်ထစ်ရှင်လင်းနာတွေကိုပြုလုပ်ကြရပါတယ်။ပုံမှန်စိုက်ပျိုးချိန်ကတော့မီလဇွန်ဆိုပေမဲ့မြေစီလွားကောင်းအောင်ပြင်ဆင်တာမျိုးဆက်စုဆောင်းရှောင်းဖွေတာတွေကိုလုပ်ကြပါတယ်။ ဇူလိုင်လကစပြီးစပားနဲ့တည်နံတွေကိုစပြူတာလှုပ်ဆောင်ကြပါတယ်။အခုချိန်ရာသီဟာဒေါ်ဖဲမြတို့လိုတောင်ယာစပြူတဲ့သူတွေအတွက်တောင်ယာခုတ်ထွင်ရှင်းလင်းရတော့မယ့်အချိန်ဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့အတွက်မြေငားရန်စပြူခွင့်မရတော့ဘဲတောင်ယာခင်းတွေကိုကိုယ်တိုင်ရှာဖွေပြီးအသက်ခုတ်ထွင်ရှင်းလင်းရတော့မှာပါ။တော်ဖဲမြကသမတို့ရဲ့လက်ရှိအခြေအနေကိုအခုလိုပဲပြောပြပါဗျ။ဒီနေ့ဆိုပူခက်ခဲမှာပေါ့ အဲပိခဲနေတော့သူတို့နည်းနည်းပိဆိုင်တာပေါ့နော်ဒီနေ့ဆိုသူတို့ပဲပိုင်ရှင်ပဲကုတ်ပြတ်လောက်မယ်ပြောလဲလက်ရှိမှာတော့ဆွရှောင်းပြည်သူတွေကိုတောင်ယာခုတ်ထွင်ရှင်လေးခွတ်ကိုဒေသတွင်းတာဝန်ရှိသူတွေကခွင့်ပြုပေးထားတာရှိတယ်လို့ဆွရှောင်းစခန်းတာဝန်ရှိသူကပြောပါတယ်အဲ့ဒီခွပြုတ်ပေးတဲ့နေရာတွေကတော့ဆွရှောင်းစခန်းနဲ့အတော်အတန်ကိုဝေးလံတယ်လို့ပြောပါရယ် ဆစ်ရှောင်းစခန်းရဲ့တာဝန်ရှိသူဦးငားရေကတောင်ရမြေလောက်ကိုင်းခွေအခြေအနေနဲ့ပတ်သက်ပြီးအခုလိုပဲရှင်းပြထားပါတယ်။လောဆယ်တော့မြင်မြရတော့လောလောက်ရတယ်။သူတို့စပါးဆိုင်ဖို့ကြတော့အတိတ်ခေါ်ရတော့မှဝေရဝေးတယ်ဆစ်ဆောင်တွေအတွက်တောင်ယာစိုက်ဖို့လျာထားတဲ့မြေနေရာဟာမြေရိုင်းတွေဖြစ်တဲ့အပြင်ခြုံထူတဲ့မြေနေရာဖြစ်ပြီးမိသားစုဥယေလောက်အားနဲ့ ခုတ်ထစ်ရှင်လင်းဖို့မဖြစ်နိုင်တာကြောင့်ဒေါ်ဖဲမြတယောက်စိုးရိမ်ပူပန်နေရပြန်ပါတယ်ဆွရှောင်းစခန်းနေရနဲ့ဝေးလုံးတာကြောင့်လဲသွားရည်လာရည်မှာအဆင်မပြေမှာကိုလဲစိုးရိမ်ရပါသေးတယ်ဒေါ်ဖဲမြအတွက်အကြီးမားဆုံးစိုးရိမ်ပူပန်မှုကတော့တောင်ရအသက်မြင်နေရမှာ စပားအထွတ်နှုံမရရှိမှာစပားပေတွေတေမှာစပားပင့်တွေမတန်တာဖြစ်ရင်ယင်းနီးထားသမျှငွေကြီးတွေ လောက်အားတွေအချင်းကြီးဖြစ်သွားနိုင်လို့ပါဒါကြောင့်စိုက်ပြိုလို့တက်မတဲ့ကိုလည်းစနီးမောင်နဲ့နှယောက်ကကောင်းချင်းစိုက်ပြီးစဉ်းစားရပါတော့တယ်ဟိုဘက်လူတွေကဟိုအောက်မှာနည်းနည်းတာရတော့ခောက်တော့ဘောနော်ဘလောက်ဝင်မလဲပြောနေတယ်ရှင်းလို့မရှင်းပြီးသေးဘူးအဲ့လိုမျိုးဖြစ်နေတာဒီပဲအရာကျမတို့လည်းရှင်းလို့မရှင်းနိုင်ဘူးဝေယုံလားအကြီးဆိုတော့မရှင်းနိုင်သေးဘူးဘောနော်ဒေါ်ဖဲမြလို့ဝမ်းရည်အတွက်တောင်ရ9ရန်ပြီးစိုက်ပြိုရတဲ့စစ်ဘေးရှောင်းတွေ တောင်ရအသက်ခုတ်ထွင်းစိုက်ပျိုးကြမဲ့စစ်ဘေးရှောင်တွေဟာကိုလစ်ဆိုးစစ်ရှောင်စခန်းမှာအများကြီးရှိနေပါသေးတယ်။ဒေါ်ဖင်းမြကတော့ဘလောက်ခက်ခဲနေပါစေစိုက်ပျိုးစရာတောင်ရမြင်ရှိရင်မငက်ဘူးလို့ပြောပါတယ်။တစ်ဖက်မှာလည်းတောင်ရလုပ်ငန်းကိုပိုပြီးလောက်ကမ်းနိုင်ဖို့အတွက်ဒေါ်ဖင်းမြဟာနွားပေါက်တောင်လေးနှစ်ကောင်ကိုဝယ်ယူထားပါပြီ။အဲ့ဒီနွားပေါက်လေးနှစ်ကောင်ကိုတောင်ရဆိုင်ခင်ထိုရဲ့ဆိုင်ပြတဲ့နေရာမှာအကူကြီးဖြစ်ဖို့ကို မျောလင့်နေတဲ့ဒေါ်ဖဲများဟာ ူမရဲ့နွားနှကောင်ကို ကြည့်ရင်အာသင်းနေရပါတယ်။တောင်ယာငားရန်ရတဲ့အခြေအနေဒါမှမဟုတ်တောင်ယာသက်ခုတ်ထွင်ရတဲ့အခြေအနေကတော့တနေ့တစ်ချိန်မှာအိပ်ပြန်ပြီးကိုယ့်ရဲ့ကိုပိုင်တောင်ယာလုပ်ငန်းကိုလည်းအပြစ်အဝါလောက်ကိုင်းနိုင်ဖို့ဒေါ်ဖေးမြကတော့မျှော်လင့်တောင်းတနေပါတယ်။အခြေအနေကတော့ကြာကိုယ့်ရမှာကိုပြနေချင်တယ် က်ဆောင်ပန်းခင်နာမှာတော့စိုက်ပြိုးစရာမြင်ရှိရင်မငက်ဘူးလို့ပြောတဲ့ဆစ်ဆောင်တောင်သူတော်ဖဲများဆိုတဲ့အကြောင်းကိုနားဆင်ခဲ့ကြရတာပဲဖြစ်ပါတယ်။လန်နက်ကိုင်ပဏိပခရီနဲ့ဆစ်ပွဲတွေကြားမှာရှင်သန်ရက်ဒီဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲ။တံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်တွေနဲ့အတူတူလုံခြုံတဲ့နေရာတစ်ခုကျွန်တော်တို့ဖန်တီးကြပါစို့။ ကိုယ့်ဘက်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတစင့်ပြီးတစင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်။တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတစ်ခုတက်ပူပါတယ်။ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်နဲ့မကွာဘုံခုရာနေရာတစ်ခုပေါ့။ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူ ဖန်တီးထားတာပါ အတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုန်းကိုခြင်းတစ်ခုတည်ဆောက်ကြရအောင်မိသားစုတစုပုံခိုနိုင်မဲ့ဘုန်းကိုခြင်းတစ်ခုတော့လေးပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ခြင်းတစ်ခုတူးရပါမယ်ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါအမိုးတွက်6လက်မပတ်လည်းတစ်လုံးခင်းရပါမယ်တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်လေဝင်ပေါက်အတွက်6လက်မပတ်လည်း PVC ပိုက်နှလုံးကို ထွင်းထည့်ပါဖုံမိုက်မဝင်နိုင်အောင်အပုံစံချိုးထားပြီးပါအပေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားတစ်ခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထပ်အနံတစ်ထပ်ထပ်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါဒီဖို့ပါ ရင်မွေအောင်ကျင်းပပတ်လယ်မှာရင်နှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram Channel DVB TV Facebook YouTube တို့မှာကြူအောင်စကန်ဖက်ပြီးကြည့်ရှုလိုက်ပါမိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းဖို့ဆိုဧပြီလ24ရက်နေ့အတွက် KTN Fan မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်တွေကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာပါ KTFM ကိုနားဆင်ခဲ့ကြတဲ့တူချင်းစီကိုကျေးဇူးတင်ပါတယ်။သောတာရှင်များအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအရည်ရဲ့အသွေးတွေကကင်းဝေးကြပါစေရှင်။ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမမွန်ညားမကတာဝန်ယူတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။